မင်္ဂလာဆောင်ကန်ဒီအချိန်ရမှာအမျိုးမျိုးဝေဖန်ခံနေရတဲ့တပိဖြစ်သူဆိုပြတဲ့စင်အတွက်အားပေးစကားပြောလာခဲ့တဲ့ဆိုပြတဲ့စင်ရဲ့မိခင်ထောမလာခင်မင်္ဂလာပါပရိသတ်ကြီးရှင်ဆိုပြတဲ့စင်တို့မိသားစုလေးကတော့ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီးတော့မိသားစုဝင်တဦးချင်းစီကတရားကိုတရားတမိုးထားတတ်တဲ့သူတွေဖြစ်တာကြောင့်သူတို့မိသားစုလေးကိုမြင်လိုက်တာနဲ့မြင်တွေ့ရတဲ့သူတိုင်းကိုအပျော်ရည်ကူးဆက်စေခဲ့တာလည်းဖြစ်ပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့လေးကတော့တရုတ်ဆောင်စုပြည့်သစင်ရဲ့အသက်33နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီးတော့သူမရဲ့မွေးနေ့လေးမှာမကြာခင်မှာလက်ထပ်တော်မဲ့တရုတ်ဆောင်ဟင်ဝေရန်ကလက်ထပ်ခွင့်တောင်းတဲ့ပွဲလေးပါတခါလေးကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။အဆိုပါပွဲမှာတော့ဒီဇိုင်နာရတုကဖန်တီးချုပ်လုပ်ပေးထားတဲ့ဝတ်စုံလေးကိုဝတ်ဆင်ခဲ့တာဖြစ်ပြီးအဆိုပါဝတ်စုံကြောင့်အမျိုးမျိုးဝေဖန်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ ဝတ်ဆောင်လေးကလည်းလိုအပ်ချက်တချို့ရှိနေခဲ့သလိုတရုတ်ဆောင်ဆွေပြည့်တစဉ်ကလည်းခန္ဓာကိုယ်မလှလို့အခုလိုပုံစံဖြစ်နေတာဆိုပြီးတော့အမျိုးမျိုးဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ဒါအပြင်ဆွေပြည့်တစဉ်ရဲ့ပင်နိုင်ဒီဇိုင်နာဖြစ်တဲ့ဒီဇိုင်နာရတုကသူမအတက်ပွဲတက်ဝတ်ဆောင်မျိုးစုံကိုဖန်တီးချုပ်လုပ်ပေးနေတာဖြစ်ပြီးတခါတရံစမ်းသစ်တဲ့ဒီဇိုင်းမျိုးတွေချုပ်လုပ်တဲ့အချိန်မှာဆွေပြည့်တစဉ်နဲ့လိုက်ဖက်မှုရှိမနေဘူးဆိုပြီးတော့လည်းဝေဖန်ထောက်ပြခဲ့ကြတာဖြစ်ပါတယ်။ ဆွေပြေသစင်ဟာမကြခင်မှာမင်္ဂလာပွဲကျင်းပတော့မယ့်သူတို့သမီးလောင်းလေးဖြစ်ပြီးသူမရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးအခုလိုဝေဖန်ခံနေရတဲ့အပေါ်စိတ်မကောင်းဝမ်းနည်းဖြစ်နေခဲ့ရတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဆွေပြေသစင်ရဲ့မိခင်ဖြစ်သူဒေါ်မလာခင်ကအမေရဲ့အဖိုးမဖြတ်နိုင်တဲ့နှသမီးလေး။သမီးကအမေအတွက်တော့အမေးလာနေတဲ့အဖိုးမဖြတ်နိုင်တဲ့နှသမီးလေးတစ်ပါးပါပဲသမီးရဲ့။ရှုံးလာဖို့ထက်စိတ်လာဖို့ကပိုပြီးတော့အရေးကြီးပါတယ်။ အပုပ်ကောင်ရုပ်ဆောင်နေတဲ့လောကကြီးထဲမှာဘာတွေကများတည်မြဲနေလို့လဲဘာမှမဟုတ်တာကိုအဟုတ်ထင်ပြီးလောဘဒေါသမောဟတွေပြည်နေတဲ့လူတွေအတွက်အမေတို့ဆက်ပြုံးနေကြမယ်ချစ်တယ်သမီးရေဆိုပြီးတော့အဘိစကားပြောလာခဲ့တာပဲဖြစ်ပါတယ်ဆိုပြတဲ့စင်ရဲ့မိခင်ဖြစ်သူဒေါ်မာလာခင်ကလိမ္မာရေးချရှိပြီးစိတ်ထားလေးလေးလှတဲ့တမီးဖြစ်သူဆိုပြတဲ့စင်အတွက်ဝေဖန်တဲ့သူတွေပြောနေကြတဲ့ရုပ်ပိုင်းဆိုင်ရာတွေကိုစိတ်မဝင်စားဘူးလို့ပြန်လည်ထောက်ပြသွားတာလည်းဖြစ်ပါတယ်။